အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Premise USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့သတင်းနှစ်ပုဒ်ဖြစ်ပါတယ်ပထမတစ်ခုကတော့သမ္မတဒေါ်နယ်ထရမ့်ရဲ့အဖိုးဟာ German လူမျိုးဖြစ်ပြီးမွေးစည်းရင်းကို German ကောင်စစ်ဝင်ကရွှေနဲ့ဘောင်ခတ်ပြီးတော့သမ္မတထရမ့်ကိုလက်ဆောင်ပေးလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် ဒုတိယသတင်းကတော့နယူးယောက်မှာရှိတဲ့တရုတ်မီဒီယာတွေကနေပြီးတော့ထုတ်ပြန်တဲ့သတင်းပဲဖြစ်ပါတယ်။အဲ့ဒါကတော့2,300ကျော်တဲ့တရုတ်ကျောင်းသူကျောင်းသားတွေအားလုံးဗီဇာရုပ်သိမ်းခံနိုင်ရလို့ငိုကြွေးနေကြတဲ့သတင်းပဲဖြစ်ပါတယ်။သတင်းအပြည့်အစုံကတော့နယူးယောက်ပို့သတင်းမှာဇွန်လ9ရက်2025မှာပေါ်ပြသွားတာကတော့မနေ့ကကြာသပတေးနေ့မှာအင်ဖြူတော်မှာထရမ့်ကိုဂျာမန်ကောင်စစ်ဝင်ကလာရောက်ဂုံပြူစကားပြောနှုတ်ဆက်ရင်းနဲ့ထရမ့်ရဲ့အဖိုးဖြစ်သူဟာ ဂျာမနီမှာမွေးဖွားတဲ့ဂျာမန်နိုင်ငံသားဖြစ်ကြောင်းနဲ့မွေးစည်းရင်းကိုရွှေနဲ့ဘောင်ခတ်ထားပြီးသမ္မတထရမ့်အားလက်ဆောင်ဖြစ်ပေးအပ်လိုက်ပါတယ်။သမ္မတထရမ့်ရဲ့အဖိုးရဲ့နာမည်ကတော့ Friedrich Trump ဖြစ်ပြီးတော့1869ခုနှစ်မှာဂျာမနီနိုင်ငံ Kelsdelt မြို့မှာမွေးဖွားခဲ့ပြီးတော့နောက်ပိုင်းမှာတော့ American ပြည်တော်စုကိုရွှေ့ပြောင်းသွားနိုင်ငံအမေရိကန်နိုင်ငံသားဖြစ်ပြောင်းလဲခံယူနေထိုင်ခဲ့သူဖြစ်ပါတယ်။ ဗမလားထရမ့်ကတော့အဲ့ဒီဂျာမန်အဖိုးကြီးဟာတကယ်ကိုတိကျတည်တတ်တဲ့လူကြီးတစ်ယောက်ပါပဲလို့မှတ်ချက်ချခဲ့ပါတယ်။ပြီးတော့ဂျာမန်ကောင်စစ်ဝင်ကိုလည်းကျေးဇူးအလွန်တရှိကြောင်းနဲ့အလွန်တန်ဖိုးမဖြတ်နိုင်တဲ့မှတ်တမ်းတစ်ခုဖြစ်ကြောင်းမိမိအိမ်ရဲ့မြင့်မြတ်တဲ့နေရာမှာဂုံပြုမှတ်တမ်းနှင်ထားမှာဖြစ်ကြောင်းထရမ့်ကပြန်လည်ပြောကြားသွားပါတယ်။အဲ့ဒီလိုပဲအစ္စရေးဝင်ကြီးချုပ်ကလည်းထရမ့်ကို ရွှေရောင်ပေကြော်လေးတစ်ခုလက်ဆောင်ပေးခဲ့ပြီးဂျပန်နိုင်ငံဝင်ကြီးချုပ်ကလည်း ဆာမူရိုင်းတွေစောင်းတဲ့အုတ်ထုပ်ကိုရွှေအစ်စ်နဲ့ပြုတ်လုပြီးထရမ်ကိုဂုံပြူလက်ဆောင်ပေးခဲ့ပူပါတယ်။သမရထရမ်နဲ့ဂျာမန်ကောင်စစ်ဝင်တို့တွေ့ဆုံဆွေးနွေးပွဲဟာသတင်းစာရှင်းလင်းပွဲမစမီမှာတွေ့ဆုံခဲ့ပြီးတော့အဲ့ဒီနောက်သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါမှာတော့မနေ့ပြန်ဂျွန်လ6ရက်2025ဟာဂျာမန်နာဇီတွေကိုဥရောပမဟာမိတ်တွေက အပိသက်တိုက်ပွဲဝင်ခဲ့တဲ့နော်မန်ဒီက ဒီ day ဖြစ်ပြီးတော့ကဘာကအတိမတ်အမတ်တရားပြုဖြစ်စေခဲ့တဲ့နေ့လည်းဖြစ်ကြောင်း Trump ကပြောသွားပါတယ်။ German Council ဝင်ကတော့အဲ့ဒီ day ဟာဆိုရင်အခု82နှစ်တောင်ပြည့်မြောက်ခဲ့တာဖြစ်ပြီးတော့ Russia နဲ့ Ukraine စစ်ပွဲဟာလည်း၃နှစ်ကြာခဲ့ပြီမို့ပြီးဆုံးသင့်ပြီဖြစ်ကြောင်း Trump ကိုအကူအညီပေးဖို့စကားဆခဲ့ပါတယ်။ Trump ကတော့ပြုံးပြီးအဖို့ဆန္ဒရှိတဲ့အတိုင်းအကောင်းဆုံးလှုပ်ဆောင်သွားမယ်လို့ပြန်ပြောခဲ့ပါတယ်။ နောက်သတင်းတစ်ခုတင်ဆက်ပေးချင်တာကတော့နယူးယောက်ကတရုတ်သတင်းဌာနတွေမှာထုတ်ပြန်သွားတဲ့အမေရိကကတရုတ်ကျောင်းသားကျောင်းသူ2,800ရဲ့ကျောင်းတက်နေတဲ့ဗီဇာတွေကိုရုတ်သိမ်းပစ်လိုက်လို့တရုတ်ကျောင်းသူကျောင်းသားတွေစိတ်ထိခိုက်ကြေကွဲနေရတာတွေကိုတင်ဆက်သွားတာပဲဖြစ်ပါတယ်။အဲ့ဒီရုတ်သိမ်းခံလိုက်ရတဲ့ဗီဇာတွေထဲမှာမှတရုတ်ကွန်မြူနတီပါတီ CCP နဲ့ဆက်နွယ်နေတဲ့ကျောင်းသူကျောင်းသားများဟာဆိုရင်တော့ ဗီဇာတွေမရှိတော့ပဲအခုချက်ချင်းပဲအမေရိကကနေအမြန်ဆုံးထွက်ခွာရပြီဖြစ်ပါတယ်။ထောင်ပေါင်းများစွာသောတရုတ်ကျောင်းသားကျောင်းသူတွေရဲ့အမေရိကန်အိမ်မက်တွေဟာမျက်ရည်တွေအဖြစ်ပြောင်းလဲသွားပြီလို့យေတာထားတာတွေ့ရပါတယ်။အဲဒါကြောင့်အခုအမေရိကကကျောင်းထုတ်ခံရတဲ့တရုတ်ကျောင်းသားတွေရဲ့အမေရိကကဗီဇာမထုတ်ပေးတော့လို့စာလာတင်ခွင့်မရှိတော့တဲ့ကျောင်းသားတွေဟာ အင်္ဂလန်နဲ့ယူရိုပ်နိုင်ငံတွေဘက်ကိုဥတီနေကြကြောင်းသိရပါတယ်။ ်မေ29ရက်ကတော့တရုတ်နိုင်ငံသားရေးယုံကအမေရိကကို လူမျိုးရေးခွဲခြားဆက်ဆံပြီးတော့တရုတ်ကျောင်းသားတွေကိုကျောင်းထုတ်လိုက်တဲ့ကိစ္စကိုဝေဖန်ခဲ့ပါတယ်။အမေရိကန်နိုင်ငံသားရေးဝန်ကြီးရူဘီယိုကတော့အခုဗီဒီယိုမှာတွေ့ခဲ့တဲ့အတိုင်း I said it everywhere. Let me be abundantly clear, okay? If you go apply for a visa right now anywhere in the world, let me just send this message out. If you apply for a visa to enter the United States and be a student and you tell us that the reason why you're coming to the United States It's not just because you want to write op eds, but because you want to participate in movements that are involved in doing things like vandalizing universities, harassing students, taking over buildings, creating a ruckus. We're not going to give you a visa. If you lie to us and get a visa and then enter the United States and with that visa participate in that sort of activity, we're going to take away your visa. And once you've lost your visa, you're no longer legally in the United States, and we have a right, like every country in the world has a right, to remove you from our country. So it's just that simple. I think it's crazy. I think it's stupid for any country in the world to welcome people into their country. that are going to go to your universities as visitors. They're visitors and say, I'm going to your universities to start a riot. I'm going to your universities to take over a, a, a library and harass people. I don't care what movement you're involved in. Why would any country in the world allow people to come and disrupt? Now, we gave you a visa to come and study and get a degree, not to become a social activist that tears up our university campuses. မေရိကန်နိုင်ငံတွေကိုလာပြီးစုပူအောင်လုပ်နေတာတွေချိန်ချောက်နေတာတွေစာလာမတင်မဲ့လိန်ပြီးရောက်လာခဲ့ပြီးစာနာပြစာနာပြတောင်းချမ်းနေတာတွေပြည်ပကတောင်းချမ်းသူအစွန်းရောက်တွေနဲ့ပူးပေါင်းပြီးဒီအမေရိကမှာရှိတဲ့ဂျူးလူမျိုးတွေအခြားလူမျိုးတွေကိုစန့်ကျင်စာနာပြနေတာတွေဒီအတိုင်းလက်ပိုက်ကြည့်မနေနိုင်တော့ကြောင်းတင်ဟာအမေရိကကိုစာလာတင်မယ်ဆိုရင်စာလာတင်အဲ့လိုမှမဟုတ်ရင်တော့ မင်းရဲ့ဗီဇာကိုငါတို့ရုပ်သိမ်းပြီးပြည်နယ်တန်းခတ်မှာပဲပြီးရင်နောက်နောက်လည်းအမေရိကကိုမင်းကိုပေးမလာနိုင်တော့ဘူးမင်းတိတ်လုတ်ချင်နေတဲ့စာနာပြအကြံဖက်မှုတွေမင်းရဲ့နိုင်ငံမှာပဲမင်းပြန်လုပါလို့ပြောခဲ့ပါတယ်အဲ့ဒါတွေအပြင် American နိုင်ငံတော်လုံခြုံရေးအဖွဲ့က Harvard တက္ကသိုလ်အပါအဝင်အခြားတက္ကသိုလ်ကောလိပ်တွေကိုပြည်ပကျောင်းသားတွေကိုကျောင်းထဲမှာစာနာပြမှုတွေအဓိကယုံဖြစ်နေတာတွေကိုကောင်းမွန်စွာအထိန်းချုပ်နိုင်တဲ့အပြင် ငွေကြေးများကောက်ခံပြီးဖြစ်ချင်ရာဖြစ်ဆိုပြီးလွှတ်ထားခဲ့တာတွေကြောင့်အုပ်ချုပ်သူတွေကိုအရေးယူသွားဖို့စတင်လှုပ်ဆောင်နေပါပြီ။ဟာဖက်တက္ကသိုလ်ဟာဆိုရင်တော့တရုတ်ပြည်ဟောင်ကောင်နဲ့စင်ကာပူနိုင်ငံတို့မှကျောင်းသားတွေစီကဒေါ်လာတန်ပေါင်းများစွာရယူကာဗီဇာလျှောက်ပေးတဲ့အေဂျင့်တွေနဲ့ပူးပေါင်းပြီးတော့တရုတ်ကျောင်းသားတွေကို အမေရိကရဲ့သို့အလုံးအရင်းနဲ့စိတ်ဝင်ခိုင်းခဲ့ပြီးအခုတော့သမ္မတထရမ့်ကတရုတ်တွေမှန်သမျှကိုတရုတ်သမ္မတရဲ့တူဦးတည်သောသမီးကိုပါ အလွတ်မပေးပဲပြန်ရင်ပြန်မပြန်ရင်ပြည်နေတန်ပေးပါပြီ2014ခုနှစ်တုန်းကဟောင်ကောင်ကနေပြီးတော့ဗီဇာတွေကိုအေဂျင့်လုပ်သူဘီလီယံနာတထေရော်နီချန်ဟာဒေါ်လာတန်ပေါင်း350ကိုဟာဗတ်တက္ကသိုလ်ကိုပုံပေးပြီးတော့လက်ထိုးခဲ့ကြောင်းသိရပါတယ်အဲ့ဒီနည်းနဲ့တရုတ်ကွန်မြူနစ်ကျောင်းသားတွေဟာအမေရိကမြေပေါ်ကိုအလုံးရင်းနဲ့ရောက်လာကြပြီးအမေရိကရဲ့ဤပညာတွေကိုခိုးယူပြီးတရုတ်အစိုးရထံပေးပို့ခဲ့ကြောင်းသိရပါတယ် ေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့သတင်းကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုချိန်နဲ့တက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye